စကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်မုံရွာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လှည့်လည်မှုကို အောက်တိုဘာလ30ရက်နေ့မှာပြုလုပ်ခဲ့ပြီးအားပေးထောက်ခံသူတိမ့်ချီရှိခဲ့ပါတယ်။ အောင်နိုင်ရင်လဲလေဘွဲကိုဒရိုက်တာကြီးဖြူရှင်တေးသက်ရှင်ရင်ကိုရဲသွင်းအာဇာနီခေါ်နီရှီတန်တာဝင်းချစ်သူဝေရန်ရန်ချန်းယူဇနာစတဲ့အမှုပညာရှင်များစွာကမုံရွာမြို့ဇလုံကျေးရွာဘောလုံးကွင်းမှာဖျော်ဖြေခဲ့ပါတယ်။အခုဒီအနိုင်မဲ့သင်းလေးကိုကြားတော့မတ်ကော်နီယာလေမတ်ကော်နီယာသူကစာသားလေးနည်းနည်းပြောင်းပြီးဆိုပြခြင်းလို့တဲ့ မုံရွာမြို့နယ်ကနေ NLD ပါတီကဝင်ရောက်ရှိပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ပြည်သူ့လွှတ်တော်အတွက်ဦးတန့်စင်မောင်အမျိုးသားလွှတ်တော်အတွက်ဦးလာဦးတန်းနေသာကြီးမဲဆန္ဒနဲ့အမတ်၁အတွက်ဒေါ်အမာကြီးတန်းနေသာကြီးမဲဆန္ဒနဲ့အမတ်၂အတွက်ဒေါ်အောင်ကြီးတို့ဖြစ်ပါတယ် NLD ပါတီအောင်နိုင်ရေးအတွက်အမှုပညာရှင်တွေနဲ့တေးသံရှင်တွေရဲ့လိုက်လံဖျော်ဖြေပေးမှုဟာမုံရွာမြို့အနေနဲ့၂၁မြို့မြောက်ဖြစ်ပြီးနောက်ထပ်၁၄မြို့မှာဆက်လက်ဖျော်ဖြေသွားဖို့ရှိတယ်လို့သိရပါတယ်